โอเคကျွန်တော်တို့ပေါ့เนาะဒီမကြာခဏဆိုလို့ပေါ့ကျွန်တော်တို့ဒီလေးလန်းခါတဲ့လူသစ်သမောသားတွေလဲလာတိုင်ကြတယ်ပေါ့เนาะလာတိုင်တော့ကျွန်တော်တို့နေနဲ့ကြားသိရတာဗာလဲလို့ဆိုတော့အ ਨੇ ဆုံးလေးလန်းခါတဲ့လူကဒေါ်လာ2000ကနေစပြီးတော့အများဆုံးလေးလန်းခါတဲ့လူက American Dollar 6000အထိအဲ့လောက်အထိဖြစ်လာတယ်ပေါ့နံပါတ်1ကတော့နှစ်ပိုင်းရှိတာပေါ့လေငွေယူတဲ့လူနဲ့ ငွေပေးတဲ့လူပေါ့နော်ငွေရတဲ့လူကတော့မမှန်ကန်ကန်ယူတဲ့လူရှိသလိုနော်လိန်တဲ့လူလည်းရှိတယ်ပေါ့နော်အဲ့တော့ तू ကလိန်ခားတယ်ဆိုတဲ့အခါမှာလဲလိန်တဲ့လူကလည်းဘာစောင့်ပြီးလုပ်တာလဲလို့ဆိုတော့ तू ကအလိန် तू လိန်တော့အလိန်ခံမဲ့လူဆိုတာကို तू သိတယ်အလိန်မဲ့လူကဘ누구ကိုလိန်ရင်အလိန်ခံမလဲဆိုတာ तू သိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာတွေတွေ့ရလဲလို့ဆိုတော့ လာတဲ့အချိန်မှာကျွန်တော်တို့အခွက်လာကျွန်တော်တို့ဖွဲ့ချုပ်နေတယ်လေအခမဲ့တင်တန်းတွေဖွင့်တဲ့အခါကျတော့လူငယ်တွေကိုကျွန်တော်တို့ပြောပြတယ်ဝေးကြီးနဲ့ပတ်သက်လာလို့ရှိရင်လက်လို့စပယ်မလုပ်ပါနဲ့နော်အဲ့တော့ကျွန်တော်တို့တွေ့တာလာတိုင်းတဲ့အမှုတွေကိုတွေ့တဲ့အချိန်မှာဘာတွေ့ရလဲလို့ဆိုတော့ तू ကဝေသိန်း၄၅60ကိုလပိတ်ဆံမှာတွေ့လဲပေးလိုက်တယ်အဲယူသွားတဲ့လူကဟဲ့လားသူတို့ပေးလိုက်တော့အဲ့ငွေကိုလက်ခံသွားတဲ့လူကရုံးကန်းဘက်မှာဒီလူဒီဘာစီးပွားရေးလုပ်နေတယ်ဘလောက်ထိခိုင်မာမှုရှိတယ်ဆိုတာလည်းမမေးမဆောင်ဘူးပေါ့နော်သူတို့ရဲ့ အဲရက်တီကျဲကဘာဖြစ်ဆိုတော့အလုံးမြင်မြန်ရမယ်ဒီနိုင်ငံကနေမြန်မြန်အပြင်ထွက်ရပြီးရောဆိုတော့ခံယူချက်နဲ့သူတို့လောက်တာတွေကျွန်တော်တို့အများကြီးတွေ့ရတယ်ပေါ့နော်တွေ့တဲ့အခါကျတော့အခုဘယ်လောက်ထိစိုးလာလဲလို့ဆိုတော့ကျွန်တော်တို့ဒီလိန်လေမှုမှာပေါ့နော်အ ਨੇ ဆုံးလိန်လေခံရတဲ့လူကဒေါ်လာ2000ကနေစပြီးတော့အများဆုံးလိန်လန်ခံရတဲ့လူကအမေရိကန်ဒေါ်လာ6000အထိအဲ့လောက်ထိဖြစ်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူတို့တွေ့တဲ့အချိန်မှာလည်းပြောပြတယ်ဟာဒီဟာတွေပေးနေတာက မောင်နှုတ်မှာဟာလာကြီးကြီးတဲ့ချမ်းသာလို့ပေးနေတော့တမျိုးပေါ့ဟာလာအခုကဒီဒေါ်လာ2000နဲ့6000ပေးဖို့အတွက်ကိုတော့မိဘဖြစ်တဲ့လူကအိမ်ပေါင်းယာပေါင်းယာရှိယာပေါင်းလဲရှိလဲပေါင်းအိမ်ရှိအိမ်ပေါင်းပြီးတော့ဝေချီးပြီးပေးရတယ်ပေါ့နော်ဝေချီးပြီးပေးရတဲ့အချိန်မှာကိုပတ်စံပေးလိုက်တဲ့လူကမှန်မှန်ကန်ကန်အလုပ်ရအောင်လုပ်ပေးတယ်တင်းမော့ပေါ်တင်ပေးလိုက်တယ်ဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့တွေ့ရတာကသူကပတ်စံယူတဲ့လူကမှန်မှန်ကန်ကန်မလုပ်ဘူးဆိုရင် အဲ့ဒီပတ်စံပေးလိုက်တဲ့သင်္ဘောသားဖြစ်ခြင်းနဲ့ကလေးရဲ့သူ့မိသားစုတစ်ခုလုံးကကျွန်တော်ဘဝပြတ်သွားတာတွေကျွန်တော်တွေ့ရပေါ့နော်ကုန်းကောက်ဆရာမရှိအောင်ကိုဖြစ်သွားတာပေါ့နော်ဘာလို့ဆိုတော့ तू ကပတ်စံချီးတဲ့အခါကျတော့ကျွန်တော်ဘလို့တွေ့ရလဲဆိုတော့အတိုးတွေကလာတိုးနဲ့ပေးရတာပေါ့နော်လာစင်အတိုးပေးရပါနော်50ချက်တိုး30တိုးတွေနဲ့ပေးတဲ့အခါကျတော့ကျွန်တော်တို့ကသူတို့ကိုအခုတင်တန်းတက်တက်ကလေးဆိုကျွန်တော်တို့တွက်ပြတာမင်းသိန်းတရာချီးထားရင်တစ်နှစ်မှမင်းတို့အကျွေးပြန်မဆိုင်ရင် မင်းတို့ရဲ့အတိုးအရင်းဒီသိန်း220ဖြစ်သွားပြီဟဟလား30ဒိုးနဲ့ကြီးရင်နော်ဒါငွေကြီးရဘူးဒူတာနေလဲသူတို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါလေးတွေကိုပြောပြတယ်ပေါ့နော်ဆိုတဲ့အခါကျတော့သင်္ဘောသားတွေပေါ့နော်သင်္ဘောသားဖြစ်ချင်းတဲ့လူငယ်တွေအနေနဲ့ဟဟလားလိုအပ်တဲ့အကြံဉာဏ်ဟဟလားဘူးဒူတာသိချင်တယ်ဆိုကျွန်တော်တို့အဖွဲ့ချုပ်ကိုအချိန်မြေးလာမေးလို့ရတယ်တွေ့လို့လည်းရတယ်ကျွန်တော်အနေနဲ့ဟဟလားတင်းတင်းလျှောက်ပတ်တဲ့ကိစ္စတွေကိုပြောပြပါမယ်လို့ကျွန်တော်အနေနဲ့เนาะပြောကြလို့တယ်ပေါ့လေတိုက်တွန်းလို့တယ်ပေါ့လေ